တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ရထားလမ်းမိုက်မှာကြောင်းတင်ကုန်ရထားတစ်စီးမိုင်းခွဲခံရတယ်လို့တထုံပူရာနဲ့နေဆက်သူတွေထံကသိရပါဗျ။ဒီနေ့နိုဝင်ဘာ9ရက်နေ့မနက်7:25မိနစ်ခန့်ကတထုံမြို့နယ်ရန်ကုန်မော်လမြိုင်ရထားလမ်းမှိုက်တိုက်အမှတ်125မြင်းဆောင်16နဲ့19ကြောင်းတိန်စိမ့်ဘူရာနဲ့ဒုံဝုံးဘူရာကြားမှာတထုံဘူရာဘက်ကနေရွှေလီဘူရာဘက်ကိုထွက်ခွာလာတဲ့ အမှတ်686အစုံကြောက်တင်ကုံရထားဖြတ်တန်းစဉ်မိုင်းထောင်ဖောက်ခွဲခံခဲ့ရတာဖြစ်ပါတယ်။ဖြစ်စဉ်ကြောင့်ရထားတန်လန်း20ခန့်ပျက်စီးသွားတဲ့အပြင်အမှတ်686အစုံကြောက်တင်ကုံရထားရဲ့စက်ကောင်းအပောင်ဝင်အတွင်းလေးတွေလမ်းချုံမှုဖြစ်ပွားခဲ့တယ်လို့တထုံဘူရာနဲ့နေဆက်သူတို့ကပြောပါရယ်။၎င်းကဆက်လက်ပြီးရထားလမ်းအမြန်ဆုံးပြန်ပွင့်အောင်လို့အင်ဂျင်နီယာအဖွဲ့တွေလှုပ်ဆောင်နေကြပြီလို့သိရပါရယ်။နေပြည်တော်လုံခြုံရေးရယူပြီးရင်တော့ရထားလမ်းပြန်လည်ပြင်ဆင်နိုင်မှာလိမ့်မယ်လို့ပြောပါရယ်။ ဒီဖြစ်စဉ်ကြောင့်ဒီကနေ့မှထွက်ခွာမဲ့ရန်ကုန်မော်လမြိုင်ရန်ကုန်အစုံအစံခရီးစဉ်တွေကိုယာယီဖျက်သိမ်းခဲ့ကြောင်းလည်းမော်လမြိုင်ဗိုလ်ရာကြီးကတာဝန်ရှိသူတွေထံကသိရပါဗျ။၎င်းကဆက်လက်ပြီးယာယီဖြတ်သိမ်းခဲ့ရတဲ့ယထာခီးစဉ်တွေအတွက်ကျူတင်လက်မှတ်ဝယ်ယူထားကြတဲ့ခီးသည်တွေကိုမော်လမြိုင်ဗိုလ်ရာကြီးမှရှိတဲ့လက်မှတ်ရုံးမှာမနက်၈နာရီခွဲကနေမော်တက်၁၂နာရီအချိန်ခန့်ကငွေပြန်အမ်းပေးခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။